ားလုံးပဲမင်္ဂလာပါငင်းမြ education မှာယနေ့တင်ချမယ့်တင်ချရေးလမ်းစဉ်ကတော့ G5 တင်ယူအခန်း14ရဲ့ lesson 38ပဲဖြစ်ပါတယ်ကျွန်တော်ပုံစံနံပါတ်9ကိုဆက်လက်လေ့လာလိုက်ရအောင်ပါ ပုစံနမခွန်မှာဆိုရင်အပြည့်သမားတယောက်ဒီ6ရက်အတွင်ပြေးခဲ့သောအကွာဝေးကိုဖော်ပြထားသည်နမကကြီးမှာဆိုရင်တရက်တင်ပြေးခဲ့သောပြင်းမြအကွာဝေးမိများရှိမည်နီးပြင်းမြကိုလိုချင်စုစုပေါင်းကိုဒီအရေးအတွက်နဲ့စားပြရပါပဲဖြစ်ပါတယ်ထို့ကြောင့်အားလုံးပေါင်းလက်ကိုတီးပြီးအရေးအတွက်နဲ့စားပါမယ်အရေးအတွက်ဒီ6ပါရရှိလာသောတန်မှုဒီ3630ကို6နဲ့စားပါတယ်အဖြေကိုပြောပါဆိုရင်605ပါ ထို့ကြောင့်တရက်တွင်ပြေးခဲ့သောပြင်းမြအကွာဝေးကိုပြောပါဆိုရင်605မီတာပဲဖြစ်ပါတယ်။နမခါကွေးမှာဆိုရင်ခုနှစ်ရက်အတွင်ပြေးခဲ့သောအကွာဝေးမြင်းများရှိမည်ဟုခန့်မှန်းရသည်မီထို့ကြောင့်စုစုပေါင်းကိုလိုချင်ရင်ပြင်းမြကိုအရင်အတွက်နဲ့မြောက်တာပဲဖြစ်ပါတယ်။ခုနှစ်ရက်တွင်ပြေးခဲ့သောအကွာဝေးကိုလိုချင်ရင်605ကိုခုနှစ်မြောက်ပါတယ်။ရရှိလာသောတန်ဖိုးသည်4235မီတာပဲဖြစ်ပါတယ်။ယနေ့တင်ကြပေးခဲ့တဲ့တရားရည်လက်စင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ